င်္ဂလာပါရှင်မန္တလေးကသစ်ချန်နယ်နောက်ဆက်သတင်းကိုတင်ဆက်ပေးပါမယ်ကလေးမျိုးမအောင်သစ္စာရက်ကောအစိုးရမှုအောင်နဲ့ပြူစောတီကောင်းဆောင်အပေါင်လို့ပူပေါင်းပြီးအငိမ့်စားရဲရရှိနေကိုဓမြတိုင်းမှုညာတွင်ခြေဖန်စီပြီး2015နှစ်ကြမှာစကိုင်းနိုင်ကလေးမျိုးအောင်သစ္စာရက်ကောအစိုးရမှုအောင်နဲ့ပြူစောတီကောင်းဆောင်အပေါင်လို့ပူပေါင်းပြီးရဲတပ်ဖွဲ့ရရှိအငိမ့်စားနေတဲ့ကိုဓမြဝင်တိုက်ခဲ့ရညာတွင်ခြေဖန်စီခဲ့ပြီး2015နှစ်ကြမှာကန်လိုက်ရကြောင်းဒေသနေပြည်သူတွေကပြောတယ် နိုဝင်ဘာလ၈ရက်နေ့ညပိုင်းကကလေးမျိုးအောင်သေးဆိုင်ရက်ကစစ်ကောင်စီကအုံချုံရမှုအောင်ကစစ်တပ်ကနေဒူရကံဖို့အောင်စိုးဝင်းရဲ့တောင်းဖြူစော်တီကောင်ဆောင်အားပေါင်းနဲ့ပူပေါင်းပြီးတဟန်းရက်ကရှင်ရာတို့ကြီးအငိမ့်စာရဲရရှိကြတဲ့အနေကိုဓမြဝင်တိုက်ကငွေကျပ်သိမ့်သုံးတော့တိုင်းခဲ့ကြောင်းထို့သောတောင်းတဲ့ငွေကိုအင်ရှင်တွေကပေးအပ်ခဲ့ပြီးဖုန်းဆက်တိုင်းကြဖန်စီခိုင်းသဖြင့်ညာတွင်ချင်းဖန်မိခဲ့ကြောင်းသိရတယ်။အောက်ကြီးအောင်ရဲ့မတ်တူကားထဲမှာ၃လျောက်ပါတယ်နောက်ပြီးတော့ကလေးမျိုးစစ်တပ်တကူရဲ့ဒုရာကံပိုသားကပြုတ်ပြင့်နေတယ်။ အရေးစိဟုတ်စုံနဲ့အကြည့်အောင်လို့ပေါင်မီတမောင်ဝင်တိုက်တဲ့တိန်းသုံးတောင်တောင်းတဲ့အင်ရှင်တွေကိုလည်းတောင်းတဲ့ငွေတိန်းသုံးတောင်ကိုပေးလိုက်တယ်ပေးလိုက်ပြီးဖုန်းဆက်လို့သူတို့ချင်းချင်းပြန်ဖန်းတယ်အကုန်လုံးညာတွင်ချင်းဖန်းလို့ရလို့သိရပါတယ်တမောင်တိုက်မှုကျုံလုံးခဲ့တဲ့အောင်သိဆိုင်ရက်ကွက်အောက်ချုပ်ရမှုအောင်ကစစ်တပ်အာဏာသိမ်းပြီးတဲ့နောက်မှာရက်ကွက်အောက်ချုပ်ရမှုဖြစ်လာခြင်းကစပြီးလူငယ်တွေကိုနေအိမ်တွေဝင်ရောက်ဖမ်းဆီးကဝင်းညစ်ခြင်းနဲ့ချင်းချောက်ခြင်းတို့ကိုလှုပ်ဆောင်သူဖြစ်ကြောင်း၎င်းကြောင့်လူငယ်များပြဖမ်းဆီးခံခဲ့ရကြောင်းသိရတယ် အခုသူ့ကိုအမှုတွေများကြီးနဲ့ဆွဲလို့ကြပါတယ်။သူကိုလိုဖြစ်သွားတော့အောင်သစ္စာရက်ကွက်မှာနေရပြည်သူတွေကတော့တော်တော်လေးကိုပျော်ရွှင်နေကြတယ်။သူမရှိတော့တော်တော်လေးအေးချမ်းသွားပြီဆိုပြီးပြောနေတာ။သူပေးတဲ့ဒုက္ခတွေခံရတယ်ဆိုတော့ကလင်းမျိုးနေပြည်သူတောင်းကရှင်ပြထားတယ်။ဆလဘီမြန်မာစစ်တပ်နဲ့ပူးပေါင်းတဲ့ DKB ရဲ့တပ်ဖွဲ့နဲ့ခေါင်းဆောင်လေးဦးဖြစ်တဲ့စောစတီစောစိန်ဝင်းစောစန်းအောင်နဲ့စိုက်ကြော်လာကောကြားပြတ် online ဝင်လိမ့်မှုတွေအတွက်အမေရိကန်အရေးယူတန်ကန်အမေရိကန်နိုင်ငံသားတွေကိုပြစ်မှတ်ထားလိမ်လည်တဲ့ကြားပြတ် online ဝင်လိမ့်မှုတွေအတွက် DKB ရဲ့တပ်ဖွဲ့နဲ့ခေါင်းဆောင်လေးဦးဖြစ်တဲ့ စောစတီစောစိန်ဝင်းနဲ့စောစံအောင်နဲ့စိုင်းကျော်လာကိုအမေရိကန်ကအေးအေးတန်ကပိတ်ဆို့လိုက်ကြောင်းအမေရိကန်ဆွေးရပန်နိုင်ဝင်ကြီးဌာနကနိုဝင်ဘာလ၁၂ရက်နေ့မှာတရားဝင်သတင်းထုတ်ပြန်တယ်။အမေရိကန်နိုင်ငံသားတွေကိုပြစ်မှတ်ထားတဲ့စိုက်ဘာလိန်လက်မှုလုပ်ငန်းတွေမှာပါဝင်ပတ်သက်မှုအတွက်မြန်မာလက်နက်ကိုင်ဖွဲ့တပွဲဖြစ်တဲ့ Democratic Gain ကြော်ပြတက်ပြီးတော့ DKP ပေါ်ပိတ်ဆို့ရေးရမှုတွေကြမ်းမလိုက်ကြောင်းအမေရိကန်ပိတ်ဆို့မှုမှာ DKP ကောင်းဆောင်လေးဥဖြစ်တဲ့ဆိုင်းကျော်လာစောစတီစောစိန်စိန်ဝင်းနဲ့စောစံအောင်လို့လည်းပေါင်းအကြောင်းသိရတယ်။ထို့ပြင် DKP နဲ့ပူးပေါင်းဆောင်ရွက်နေတဲ့ Trend Asia International Holding Group Thailand Company Limited နဲ့ True Star Company Limited တို့ကိုလည်းတိုင်းနိုင်ငံသားတို့ကိုလည်းအရေးယူခဲ့ကြောင်းသိရတယ်။ကြားပြန့်စင်နာတွေမှာလူမောင်ကိုကူကန်ထားတဲ့ဝန်ထမ်းတွေ၊လိန်လဲမှုရရှိတဲ့ဝင်ငွေတွေနဲ့ DGB က၎င်းရဲ့အနေအထားသောလှုပ်ရှားမှုတွေအတွက်ငွေကြေးထောက်ပံ့သုံးစွဲလျက်ရှိကြောင်းသိရပါတယ်။ဗန်နိုင်းဝန်ကြီးဌာနရဲ့ကြံဖတ်မှုနဲ့ဗန်နိုင်းထောက်လှမ်းရေးဆိုင်ရာလက်ထောက်အတွင်းဝင်ကမြန်မာနိုင်ငံကနေလှုပ်ရှားနေတဲ့ရာဇဝတ်ကွန်ရက်တရအွန်လိုင်းလိန်လဲမှုတွေကတစ်စင်အမေရိကန်နေစင်ကဒေါ်လာဘီလီယံပေါင်းများစွာကိုခွဲယူနေကြတယ်။ ဒီကွန်ရက်တွေဟာလူတွေကိုလည်းမောင်ကိုကူနေပြီးမြန်မာနိုင်ငံရက်ဆက်ကြံကြုတ်တဲ့ပြည်တွင်းစစ်ကိုပို့ပြီးမိတို့ပေးနေတယ်။ဒီစိုက်ဘာရာဇဝဲကောင်တွေကိုသူတို့ဘယ်နေရာမှာပဲလှုပ်ရှားနေပါစေ။နောက်ရောက်ခံလိုက်ဖို့နဲ့အမေရိကန်မိသားစုတွေကိုသူတို့ရဲ့အမျက်ထုတ်မှုကနေကာကွယ်ဖို့အတွက်ကျွန်တော်တို့မှရှယ်နီလန်ပေါင်းစုံနဲ့လှုပ်ဆောင်သွားမှာဖြစ်တယ်လို့ပြောကြားခဲ့တယ်။ရှင်ပြင်အမေရိကန် FBI ပါဝင်အစိုးရအေဂျင်စီရဲ့ပါဝင်တဲ့လိမ့်လည်မှုစံနှုန်းကြောင့်ပြတိုက်ကအပွဲကိုဖွဲ့စည်းကြောင်းကြေညာလိုက်ပြီးအမေရိကန်နိုင်ငံသားတွေပေါ်လိမ့်လည်မှုတွေကိုတိုက်ဖြတ်သွားပြီဖြစ်ကြောင်းသိရပါတယ်။ အဆိုပါတိုက်ခိုက်ပွဲကမြို့မှာကမ္ဘောဒီးယားနဲ့လောင်နိုင်ငံတို့ကိုဒီကထားပြီးအဆိုရဆုံးသောအရှိတောင်အာရှမှာကြားပြတ်နေလည်မှုစင်တာရဲ့ကောင်းဆောင်တွေကိုစုံစမ်းစစ်ဆင်ရန်တရားစွဲဆိုရန်အတွက်အဆိုရအေဂျင်စီထောက်လိုင်းအေဂျင်စီနဲ့အဆိုရရှင်တွေကိုတောင်းပန်ပေးလိုက်ကြောင်းသိရတယ်။အမေရိကန်2025ခုနှစ်မေလ9ရက်နေ့စက်တလာကန် PDF ကောင်းဆောင်စောချစ်တူနဲ့၎င်း၏သားနှုတ်ဖြစ်တဲ့စောထူအမ်မူနဲ့စောချစ်ချစ်တူနဲ့အတူအမေရိကန်နိုင်ငံသားတွေကိုတိုက်ခိုက်စေလူကုန်ကူမှုနဲ့စိုက်ပါလိမ်လည်မှုတွေလွယ်ကူချောမှုစရာမှာပေါင်းရတဲ့အတွက် နိုင်ငံပြတ်ကျော်ရာဇဝမှုကျွလွန်တဲ့အဖွဲ့အစည်းဖြစ်တမတ်ရေယူခဲ့တယ်။2025ခုနှစ်စတေမာလာရှင်နေမှာလဲကမ္ဘောဒီးယားနဲ့မြန်မာနိုင်ငံချင်းဆိုင်ကမ္ပဏီစနက်ကုနဲ့လူပုဂ္ဂိုလ်နှစ်ဦးကောင်းဆောင်စွာချက်တွေလောက်ကနိုင်ငံပအဝင်တို့ကိုထပ်မံရေယူခဲ့တယ်။အဓိကအဖြစ်ရှေ့တောင်အရှာချင်းဆိုင်ကြားဖြတ်ရာဇဝကောင်တွေကကြီးမားတဲ့ဆိုင်ပါလိမ့်လဲမှုရဲ့အမေရိကန်နိုင်ငံသားတွေကိုပုံမှုပြစ်မှတ်ထားလာကြကား အမေရိကန်စိုးရရဲ့ခံမှန်းချက်ရ2024ခုနှစ်မှာရွှေတောင်အရှာချိန်ဆိုင်လိမ့်လည်မှုတွေကြောင့်အမေရိကန်နိုင်ငံသားတွေနဲ့ဆုံးဒေါ်လာ10ဘီလီယံဆုံးရှုံးခဲ့ရပြီးရက်ကင်နဲ့တက်66ရာခိုင်နှုန်းတိုးလာခဲ့ကြောင်းသိရပါတယ်။အမေရိကန်နိုင်ငံသားတွေကိုပြစ်မှတ်ထားပြီးငွေကြေးတွေခိုးယူခဲ့တဲ့စိုက်ဘာလိမ့်လည်မှုလှုပ်ဆောင်တဲ့နေရာမှာမြန်မာနိုင်ငံကရင်ပြည်နယ်မြောက်ရီမြို့နီးမှာတည်ရှိတဲ့ထိုင်ချန်ပတ်ဖြစ်ပြီးရင်းကြပြန့်စင်တာက DKPA ထိန်းချုပ်နယ်မြေမှာတည်ရှိကြောင်းသိရတယ်။ ဒီကိပြင်းစစ်သားတွေကလက်ထိတ်ခတ်တာလိမ့်လည်မှုဝန်ထမ်းတွေကိုရိုင်းတဲ့နေရုပ်သံတွေပေါ်ထွက်ခဲ့ပြီးလူကုန်ကူးခံရသူတွေကိုလျှက်ဆဲရှော့ရိုက်ခြင်းအမောင်ကမ်းမှာညှဉ်းပန်းနှိပ်စက်ခြင်းနဲ့တခြားရက်စက်ကြကြုံမှုတွေလှုံ့ဆော်ခဲ့ကြောင်းဤလိမ့်လည်မှုလဲပတ်မှုတွေမှာပေါင်းနေတဲ့အတွက်ဒီကိပြင်းမှာရမုံကိုရရှိကြောင်းဒီကိပြင်းမှာတရုတ်နိုင်ငံမှာရာဇဝမှုကျွလွန်သွင်းတဲ့ပူပေါင်းမှုမျိုးရစီဝါလူလက်နက်နဲ့တော်ရန်ကလေးဆန်မှောင်ကုတ်ကူးမှုတွေငွေကြေးကဘာချမှုတွေမှာလည်းပိုင်းပတ်သက်နေကြတဲ့အရာတွေ အမေရိကန်ဆိုရက Trend Asia Company, True Star Company တိကျပြတဲ့ဘက်နဲ့ဆိုင်းကြော်လာကအမေရိကန်မြို့သားလုံးချုံရင်နိုင်ငံခြားရေးမူဝါဒစီးပွားရေးကျန်းမာရေးနဲ့ဗန်နာရေးတည်ငြိမ်မှုတို့ကိုချိန်ချသွင်းတဲ့ပြသမှတ်ရေးယူထားကြောင်းပြန်ပြန် DKB ရဲ့စေဦးစီကျောင်းစော့စတီ DKB ပို့ချုပ်ကြီးစော့စိန်ဝင်း DKB စေဦးစီအရာရှိကျောင်းစော့ဆောင်တို့ကိုလည်းအမေရိကန်ပိတ်ဆို့တန်ခိုက်ရည်ယူထားကြောင်းသိရတယ်။ဆက်လက်ပြီးစားလင်းချင်းမြို့နယ်ဝမ်ပေါင်ကမ္ပဏီတွင်တက်ဆွဲထားတယ်။ စစ်တပ်ကိုရှော့တိုက်တောင်းအလုံး30နဲ့ပြစ်ကတ်တိုက်ခိုက်စကိုင်းတိုင်းစာလင်းချင်းမြို့နယ်ဝမ်ပေါင်ကမ္ပဏီတွင်တက်ဆွဲထားတဲ့ဂျပန်စစ်တပ်ကိုရှော့တိုက်တောင်းအလုံး30နဲ့ပြစ်ကတ်တိုက်ခိုက်ခဲ့ကြောင်းဒေသတွင်သတင်းမြစ်တွေကပြောတယ်။နိုဝင်ဘာလ17ရက်နေ့ည7:00နာရီကစတင်ပြီး စာလင်ချင်းမြို့နယ်ဝမ်ပေါင်ကမ္ပဏီတွင်တက်ဆွဲထားတဲ့ဂျပန်စစ်တပ်ကိုတော်လင်းတပ်ဖွဲ့ကရှော့တိုက်တုံလုံး30နဲ့ပြစ်ကတ်တိုက်ခိုက်ခဲ့တယ်။ထိုတိုက်ခိုက်မှုတွင်ဂျပန်စစ်တပ်ဘက်ကတိုက်ခိုက်မှုအခြေအနေကိုတည်ပြနိုင်ခြင်းမရှိသေးပဲစစ်တပ်ကလည်းကြေးရည်ကိုလက်နက်ကျင်းနဲ့ရန်သားပြစ်ကတ်ခြင်းကြောင့်စစ်တဲရတဲ့လက်နက်ကျင်းကြီးကြောင်ပောက်ွဲကပြည်သူတွေတိုက်ခိုက်မှုမရှိကြောင်းသိရတယ်။ PDF ကဝမ်ပေါင်တောင်းကိုရှော့တိုက်တုံလုံး30နဲ့ပြည့်တဲ့မင်းညာက10နိုင်လောက်ကနေ17နိုင်ကျော်လောက်တိကိုပြည်သူတွေကပွဲဖြစ်တဲ့တင်ကြတယ် စစ်ခွေးတွေကလည်းပြန်ပြေးကြတယ်လက်နက်ကျင်းနဲ့ဆက်တဲရတဲ့ကိုလက်နက်ကြီးကြောက်ပေါက်ခွဲတာပြည်သူတွေထိခိုက်မှုတော့မရှိဘူးလို့ဒေသတွင်သတင်းမြစ်ကပြောတယ်အကြပ်ပတ်စစ်တပ်ကဇော်လင်းချင်းမြို့နယ်တွင်စစ်ကြောင်းထုံးမွေလှုပ်ဆောင်နေတဲ့အပြင်နေကြတိုက်ခိုက်မှုတွေကိုလည်းမကြာခဏဆုံးသတို့လှုပ်ဆောင်နေပြီးပြည်သူတွေစစ်ပေးရှောင်နေကြတဲ့ဒေသပြည်သူတွေတန်ခါနေသိရပါတယ်။ဇလပီတရားကြောင်းမှာစစ်ကြောင်းထုံးနေလို့ကြေးရဆရာတမနေဆင်ဆောင်နေရတနင်္သာရီတိုင်းတရားကြောင်းမြို့နယ်မှာစစ်ကော်မရှင်တပ်စစ်ကြောင်းထုံးမွေရောက်လာကြောင်းကြေးရပေါင်းဆရာကျော်ကဒေသခံများပြား ထွက်ပြေးတိမ်းချောင်နေရပြီးစားနေအခါကိုညီလိုအပ်တယ်လို့ဒေသခံတွေကပြောပါတယ်။ပြည်ကနိုဝင်ဘာလရှင်းနေကစားလို့တရားချောင်းမျိုးပေါ်ချိန်ဆိုင်တက်စကန်တွေကအင်အားရကြီးပိုင်းစစ်ကွန်ပျူတာဝင်းဝတ်စကန်ကတစင်တရားချောင်းမျိုးနဲ့အောက်ဘက်ပိုင်းကြားတွေကိုစစ်ကြောင်းတို့ဝင်ရောက်လာတယ်။ဒေသခံတွေပြောပြကြတဲ့တရားချောင်းမျိုးနဲ့အောက်ဘက်ပိုင်းကိုစစ်ကွန်ပျူတာစစ်ကြောင်းတို့ဝင်ရောက်လာကြောင်းမင်းတက်တင်ကျုံဝါရစ်ကမြိုင်းရံငယ်တက်ခမောက်ကျွဲမင်းကုံကနက်တီရီနဲ့ကတွင်းစားရဲ့ကြည်ရဆရာကျော်ကထောင်ထဲချီတော့ပြည်သူတွေပြေးလျော်ကိုထွက်ပြေးတင်ဆောင်နေရတယ်။ တပ်ဖက်မှလည်းစစ်ပေးဆောင်များစွာအလင်းစလုံးထွက်ပြေးလာတာကြောင့်စားနေရကလိုအပ်ချက်တွေရှိနေပြီးလမ်းဘေးနဲ့တပ်ပင်အောင်တွေဖုန်ကြီးချောင်းတွေမှာအိနီယာတွေရှယ်လို့သိရတယ်။နိုဝင်ဘာလကွယ်နေ့ကလည်းတရားကြောင်မြို့နယ်အောက်ဖက်ပိုင်းကိုစစ်ကြောင်းထိုးလာတဲ့စစ်ကွန်မရှင်တပ်တွေနဲ့တော်လိုင်းတပ်ဖွဲ့တွေနဲ့ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီးမိတ်တဝဲကားလန်ပေါ်ရှိ6ချောင်းရွာနေ42လုံးနဲ့တိန်ကုန်းကျရာကနေ3လုံးလို့စစ်ကွန်မရှင်တပ်ကမီရှုပ်ဖြန့်စီခဲ့ပါတယ်။ ပြီးခဲ့တဲ့အော်တိုဘလတွင်ကလည်းတင်းသားရီတိုင်းမှာစစ်ကော်မရှင်တပ်နဲ့ဒေါ်လိုင်းအင်အားစုတွေရဲ့နှစ်ဖက်တိုက်ပွဲအဖြစ်စစ်ကော်မရှင်ဒရုန်းနဲ့လက်နက်ကြီးပစ်ခတ်မှုတွေကြောင့်ဒေသခံ၈000ကျော်ထွက်ပြေးတိမ်းရှောင်ခဲ့ရလို့ဒေသတွင်သုတေသနအဖွဲ့ဖြစ်တဲ့ FA5 တင်းသားရဲ့အစီရင်ခံစာရသိရပါတယ်။နောက်ဆက်အပေးကြတဲ့အတွက်တို့ပင်ကျေးဇူးတင်ရှိပါတယ်ရှင်။